နိပြအာနစ်စလော့နဲ့လေဘာဝူတင်းတို့ကတော့အင်ဂါနီညကတူရကီမြေမှာအရှုံးပေါ်ရှုံးစင်ရင်ကန်ဆုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ချန်ပီယံလိပွဲစဉ်မှာအင်ရှင်ကာလာတာဆာရီအသင်းကိုရှုံးနေခဲ့ရုံသာမကအဓိကကစားသမားတွေဖြစ်တဲ့ကိုသမားအဲလီဆန်ဘက်ကနဲ့တိုက်စင်မှုဟျူဂိုအက်ကီတီဂီတို့ပါဒဏ်ရာကိုစီရရှိသွားခဲ့ကြပါတယ်။အက်ကီတီဂီရဲ့ဒဏ်ရာအခြေအနေကိုအသင်းဘက်ကအတည်ပြုချက်မထုတ်ပြန်သေးပေမယ့်အသင်းရဲ့နံပါတ်၁ကိုသမားအဲလီဆန်ကတော့လာမယ့်ပတ်ရမှာကစားရမယ်ပရီးမီးယားလိပွဲကြီးပွဲကောင်းကိုလွှဲချော်ဖို့တည်ချသွားခဲ့ပါပြီ။ အဲလီဆန်ဟာပြိုင်မဲ့တိုက်စစ်မှုဘီတာအော်စီမန်ရဲ့တယောက်ချင်းအပိုင်ခွင့်ရေးကိုကာကွယ်ရင်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီးသူ့နေရာမှာဂျော်ဂျီမာမာဒက်ရှ်ဘီလီကလူစားဝင်ကစားခဲ့ရပါတယ်။ပွဲပြီးမှာတော့နီပြာစလော့က ကလာတာစာရီအသင်းကိုအနိုင်ရတဲ့အတွက်ဂုံပြူစကားဆိုခဲ့ပေမဲ့သူတို့ရရှိသွားတဲ့ပင်နယ်တီကတန်တရားဖြစ်ဖွယ်ရဖြစ်ကြောင်းနဲ့အခြားသောဟန်ဆောင်လဲချမှုအချိန်ဆွဲကစားမှုတွေအပေါ်မှာတော့စိတ်ပြက်မိကြောင်းပြောကြားခဲ့ပါတယ်။အဆိုပါပင်နယ်တီကိုတော့ဒိုမီနစ်ဆိုဘော့စလိုင်းကကလာတာစာရီကစားသမားဘာရီအေဘာယီမတ်ကို area ထဲမှာမျက်နှာကိုထိမိခဲ့ရကနေပေးခဲ့ရတာဖြစ်ပြီးယီမတ်ရဲ့ဟန်ဆောင်ကောင်းမှုကဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲစေခဲ့တယ်လို့ဆလော့ကယုံကြည်နေပါတယ်။ဆလော့က သူတို့ကဖြစ်နိုင်ချေ20ရာခိုင်နှုန်းပဲရှိတဲ့ပယ်နယ်တီတစ်ခုကို100ရာခိုင်နှုန်းဖြစ်သွားအောင်လုပ်ပြနိုင်ခဲ့တယ်။ဒါကသူတို့ရဲ့အရန်ကိုပါနေတဲ့လုပ်ရပါပဲလို့တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ဒီရှုံးပွဲဟာပရီးမီးယားလိမှာခရစ်စတယ်ပဲလေးကိုရှုံးနေပြီးအသင်းရဲ့ရာနှုန်းပြေနိုင်ပွဲဆန်ကျင်ရပ်တန့်သွားပြီးနောက်ဇက်တိုက်ကြုံတွေ့ရတဲ့ဒုတိယမြောက်ရှုံးပွဲလည်းဖြစ်လာခဲ့ပါတယ်။ပွဲပြီးမှာတော့ slot ကသူ့ရဲ့ခံစားချက်တွေကိုအခုလိုပဲထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ထပ်ပြီးတော့စိတ်ပြတ်မိပါတယ်။ဒီနေ့ပွဲကဘောလုံးနဲ့ရောဘောလုံးမရှိပဲကစားတဲ့ပုံမှာပါအရင်ပွဲတွေနဲ့ကွာခြားခဲ့တယ်။ပထမပိုင်းမှာကျွန်တော်တို့တော်တော်လေးကောင်းကောင်းကစားနိုင်ခဲ့ပြီးပွဲကိုဥဆောင်နိုင်မဲ့အခွင့်အရေးကြီးတစ်ခုလည်းရခဲ့ပါတယ်။ penalty ပေးလိုက်ရတဲ့အခြေအနေမှာတော့ dominant sobos line ကိုအပြစ်မတင်ချင်ပါဘူး။ တခါတလေဒီလိုအခြေအနေတွေမှာပြိုင်ပွဲရဲ့ပါနတ်မှုအောက်ကိုရောက်သွားတတ်ပါတယ်။သူတို့ကဖြစ်နိုင်ခြေနေတဲ့ပင်နယ်တီကိုအပြည့်အဝဖြစ်အောင်လုပ်ပြသွားတာတကယ်ကိုပါနတ်ပါတယ်။နိုင်ဝင်းနဲ့ရှုံးဝဲကြကခြားနာချက်ကအရန်နေပါတယ်။ပြီးခဲ့တဲ့ရာသီမှာလည်းဒီလိုပါပဲ။အခုဆိုရင်ကျွန်တော်တို့နှစ်ပွဲဆက်တိုက်အရှုံးဘက်ကကြီးဖြစ်နေခဲ့ပါပြီ။ဒုတိယပိုင်းမှာတော့ပထမပိုင်းကလိုခြေစွမ်းမျိုးမမြင်ခဲ့ရတော့ဘူး။တကယ်တမ်းကစားချိန်ကလည်းတိတ်မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်။သူတို့ရဲ့တိုက်စင်မှုဆိုရင်၄-၅ခါလောက်ကိုမျက်ခင်းပေါ်မှာလှဲနေခဲ့တာ။ဒီလိုချင်းတွေမှာ ပွဲရဲ့အချိန်ဟိုကိုပြန်ရဖို့ကတော်တော်ခက်ခဲသွားပါတယ်လို့နီးပြစလော့ကပွဲရဲ့အချိန်တွေကိုသုံးသပ်ပြောကြားသွားခဲ့ပါတယ်။လီဗာပူးအသင်းဟာလာမယ့်ပွဲစဉ်အဖြစ်ခက်ခဲတဲ့ပြိုင်ပွဲချက်စီအသင်းကိုအဝေးဝန်းမှာတွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ဇက်တိုက်ရှုံးပွဲတွေနဲ့အဓိကဂိုးသမားရဲ့ဒဏ်ရာပြဿနာကအသင်းအတွက်ဖိအားတစ်ခုဖြစ်လာစေမှာတေချာနေပါတယ်။